ကထန်း695ခုနှစ်နိုဝင်ဘာလ29ရက်ယနေ့လိုနေ့မျိုးတွင်ဆွီဒင်လူမျိုးဓာတ်ထုပိဒပညာရှင်အယ်ဖရက်နိုဘယ်ဤသူ၏ပိုင်ဆိုင်မှုအများစုကိုရုပ်ပိုင်းဆိုင်ရာဓာတ်ထုပိဒငင်းချမ်းယူဆသည့်နယ်ပယ်များတွင်နှစ်စဉ်စူးချီမြင့်ရန်ရည်ရွယ်၍တည်တန်းစာရေးထိုးခဲ့သည်နိုဗယ်သည်အလွန်အစွမ်းထက်သောမိသည့်ဖောက်ကွဲပစ္စည်းကိုတီထွင်မှုဖြင့်အထူးကကြော်ကြားသည်နီ A dynamite b yammon c nitrogen d plastic အပြေမမအေးဒိုင်နမိုက်ဖြစ်သည်နိုဘယ်သည်စမှုလုံခြံအတွက်အလွန်အသုံးဝင်သောဒိုင်နမိုက်ကိုတီထွင်ခဲ့သူဖြစ်သည်သူ၏ဤတီထွင်မှုမှရရှိသော ငွေကြေးများကို လူသားမျိုးနွယ်ဤကောင်းကျိုးအတွက်တစ်ပံပညာနှင့်ငင်းချမ်းရေးဆိုင်ရာဆောင်ရွက်သူများအားစုကြည့်မြင်ရန်ဒီတန်းစာရည်ထိုးခဲ့ခြင်းဖြစ်သည်